။မမိုတာရိုဒီနဲ့အိုနီတွေရဲ့တိုက်ပွဲကြီးဟာဒိမ်မချာငင်ချိန်မှာစတင်လာတော့မှာပဲဖြစ်ပါတယ်။အိုနီတွေရဲ့နေရာအောင်ဖြစ်တဲ့ဝင်ပေါက်နေရာတစ်ခုကိုရှင်အားတို့တိုက်ရောက်လာခဲ့ကြပြီးအထဲမှာအိုနီတွေအများကြီးရှိနေဦးမယ်လို့ထင်နေခဲ့ကြပါတယ်။ရှင်အားအိုနီတွေအများကြီးရှိနေတဲ့နိုင်တိုတယောက်ကောက်ခင်ဖို့အအောင်ရောက်ပြီးတော့ကောင်းကောင်းတိုက်ခတ်နေမှာမဟုတ်ဘူးလို့တွေးနေခဲ့ပါတယ်။မိကာတို့ကလည်းရှီကီချောင်းတွေးနေတော့သားထွက်နေပြီးတော့ဘေးရင်ယူကတော့ဒါရက်ကတ်ထုတ်ကြည့်နေတယ်အိုးရှေလုံကထွက်လာခဲ့တာကြောင့်ချင်းနေတိမ်မကောင်းလာဘူးလို့ပြောနေခဲ့ပါတယ်။ဒုံနဲ့အပိုင်ပဲလို့တွေးနေအပေါက်သေးကိုအားနဲ့မနဲ့ခုံဝင်သွားကြတဲ့အခါ ။ဒဲမှာဘယ်သူမှစိတ်မနေခဲ့ကြတော့ပါဘူး။ဆရာကဂျင်းရဲ့အမြင်ကနေလမ်းကြည့်တဲ့အခါလူတွေအများကြီးရှိနေတာကိုမြင်ရပေမယ့်လက်တွေ့မှာဘာမှမရှိတာကြောင့်သေတင်းနေပြီးတော့ခဏလောက်ကြာတော့သူ့မြင်မှာသူ့ကိုယ်သူပြန်မြင်လိုက်ရပါလေ။နန်းတဲ့ဒါတော့ဆရာလည်းဘာတော့မှလို့ကြောင်သွားပြီးတော့ဂျင်းကမာဆူနဲ့အတူရောက်ချလာခဲ့ကဘေးဝင်စောင့်နေရမေးလို့ဖြေလိုက်ပါလေ။ယော မာစုမင်းကမင်းကပြည်သူတွေဆွဲထက်တဲ့ကောင်လားရုပ်ကစောက်ယူုံနဲ့လို့ဖျဲလိုက်ပြီးတော့ရှင်အားတရားလိုအပ်ချက်တွေပေါ်ကုန်လုံးလန့်သွားတဲ့ချိန်မှာအိုနီတွေအုံလိုက်ကြီးကိုရောက်ချလာခဲ့ပါတော့တယ်ရှင်အားခုနမှသူမြင်နေရတာကိုဗာရိဖေးကုန်းနာလေးလို့မေးလိုက်တဲ့အခါမာစုမီက VR စက်ကြီးကိုထုတ်ပြလိုက်ပြီးတော့မင်းမြင်နေရတာက VR ကြီး UL လို့ပြောပြလိုက်ပါတယ်ဂျင်အားလည်းငောင်းပြန်ပြီးဆွဲတော့တော့တေးပြောနေဟလားအခု surprise တိုက်ခံတော့ဘလို့ခံစားလဲကောင်းလေးလို့ဝင်းပြောနေပြီးတပတ်သေးသားပြတဲ့အိုစုကီကတော့စောက်ဘောရှင်ဟာမင်းတကွက်ပြခံလိုက်ပြီးလို့လောင်နေခဲ့ပါတယ် စုကူမီယိုကတိုက်ခိုက်ကြအောင်လို့ပြောလိုက်ပြီးတော့တိုက်ပွဲစတော့မယ်လို့မှရှင်ဟာကထွက်ပြေးသွားခဲ့တာကြောင့်အိုဆိုဂီရောကရုံးပေါက်လိုက်တာကွာဆရာကြီးတာနဲ့ရှောက်အာနဲ့ကောင်းပါလားလို့လောင်နေခဲ့ကြပါလေဒုံနဲ့ထွက်ပြေးနေရှင်ဟာနောက်ကိုဂျင်းကလိုက်သွားပြီးတော့မီကာရိုကရှီကီကိုတိုက်ခိုက်ကြအောင်လို့လာခေါ်ခဲ့ပါလေရှီကီကမတိုက်ခိုက်ချင်မဲ့မီကာရိုကနားကြီးတဲ့အပေါက်ပိတ်ထားလို့ပြောလိုက်ပြီးနေအောင်လဲရှိနိုင်မဲ့နေရာတစ်ခုမှသွားချကြအောင်လို့ပြောလိုက်ပါလေこれはな喋るなよ。今日は聞きたくないって。続いて သူတို့နဲ့ရှိကလေးလိုက်သွားပြီးတော့အိုစုကီကနိုင်တို့ဟိအောင်ငါတို့ရဲ့တိုက်ပွဲဒုတိယပိုင်းလေးနှွှဲလိုက်ကြအောင်လေလို့ပြောလိုက်ပါလေစုကီယိုမီကလည်းဘာတော့ရောင်ငါလဲလေကွာလို့ဝင်ပြောလိုက်ပြီးနေရောက်သားနေရာလူနေတဲ့အချိန်မှာနိုင်တို့ကနေရောက်လုံးဖိအားနေရပဲငါ့ကိုထိတော်မထိနိုင်သေးဘူးမဟုတ်လားလို့ဝင်ပြောလိုက်ပါလေအိုစုကီကပထမပွဲတော့မင်းနိုင်သွားမယ်ဒုတိယပွဲဆိုငါအမြဲတမ်းနိုင်တတ်တယ်လို့ပြောလိုက်ပြီးတန်ပါတယ်ဆိုရင်မင်းလိုကောင်းအောင်တန်ပါတယ်ဆိုအားနဲ့ချိန်မွားပေးမယ်လို့ပြောလိုက်နေတယ်နတ်စီတီတွေထုတ်ပြလိုက်ပါလေအိုစုကီမိုမိုကာရိုရဲ့စွမ်းအစစ်ကကာကာရှိလို့ကော်ဘီနာနဲ့စွမ်းပဲဖြစ်ပြီးတော့ ကိုကျုံခံလိုက်တဲ့ကွက်ကို24နာရီတိတိကော်ဘီနိုင်စွမ်းရှိပါတယ်။ဒါမဲ့တကွက်ပဲရဖြစ်လို့နည်းနည်းတော့ပြော့ပါတယ်။နက်စီတီတွေထုတ်ပြလိုက်တဲ့အခါနိုင်တို့နဲ့အတန်းသားတွေအံဩသွားကြပြီးနက်စီတီနဲ့ပြစ်ချလိုက်တဲ့များတွေကိုနိုင်တို့ကကာထားပေးလိုက်ပါလေ။အိုစုကြီးကနိုင်တို့မင်းလာခဲ့စမ်း။မင်းဆွားနဲ့မင်းကိုပြန်သိပ်ပြစ်မယ်လို့ပြောလိုက်တဲ့အခါနိုင်တို့ကကလေးတွေမင်းတို့ဒီငလေးကိုကြိတ်လိုက်ကြတော့ငါနဲ့ချဖို့ကအစင်နဲ့နှိမ့်နေလို့နဲ့လို့ပြန်ပြောလိုက်တာကြောင့်အိုစုကြီးတယောက်မျက်လုံးပြူးသွားခဲ့ရပါလေ။ ။ချောင်းသမားတွေနဲ့ချားမှာစိမ့်ပါဘူးလို့ပြောလိုက်ပြီးတော့အိုစကီကဒါသူဒီဆောက်ကလေးတွေကိုယင်တပ်ပြီးတော့မင်းတို့မှာတပ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ဘယ်မှနေနေကျိုးမိမှာလဲ။なんだそれ戦いもし。ဂျူဂျီကတိုက်ပွဲဝင်နိုင်တဲ့မရှိတာကြောင့်စိတ်တွေညစ်နေပြီးတော့ဘေဝူကာရာလည်းကောင်းကောင်းမထိတ်ချုံနိုင်သေးတာကြောင့်လန့်နေခဲ့လို့ရိုဂရိုတယောက်ကတော့ဒုံးစားနိုင်ဘိုင်းအောင်တို့ဖျားခြင်းတို့ဖြစ်လာခဲ့ပါလေ။ဤကာရီကဖယ်နေသားမှာကွာငါချိန်လိုက်မယ်လို့ထားပြောလိုက်ပြီးနိုင်တို့ကနေရဲမှာမိုတာတို့ဖွဲ့တွေရောက်မလာခင်တည်း ချိန်ဆွဲထားတာမတတ်ပြည့်တဲ့လူပြောကထွက်သွားခဲ့ပါလိမ့်အီကာရီလည်းမတတ်အပ်ဘူးဆိုလို့တင်းသွားပြီးတော့နိုင်တို့ကဇူကူယိုမီကိုခေါ်ကထွက်သွားခဲ့တာကြောင့်အားကျဲဆုံးမိုမိုတာရိုနဲ့ဖင်အားဆုံးအိုနီတို့ရဲ့တိုက်ပွဲရာစတင်လာခဲ့ပါတော့တယ်ဝါကန်နေနိုကာဝါကန်နေနာရှင်ဒဂါဘအဆိုကရရင်နာစစ်တီတွေကိုထုတ်လိုက်ပြီးတော့အီကာရီကလည်းဘလိုက်ကလစ်နဲ့ဂျိန်စာတဲ့အမွာဓာနှစ်လက်ကိုထုတ်ကတိုက်ခိုက်ဖို့ပြင်လိုက်ကြပါတော့တယ်အီကာရီရဲ့စွမ်းအားကိုတော့ကြည့်နေသူတွေမှတ်မိကြအောင်ပါဂျာပန်လက်နက်တွေကြုံရင်ကြုံသလိုထွက်လာပဲဖြစ်ပြီးတော့ ဘာဘလို့ထွက်မယ်ဆိုတော့သူကိုယ်တိုင်တော့မသိပါဘူးမမမိဘူးဆိုရင်ပြန်သွားကြည့်ရမယ်အပိုင်းလေးမှာသွားကြည့်လို့ရပါလိမ့်သူနဲ့အိုဆိုကီရဲ့နတ်ဆီးတီတွေကိုအီကာရီတောက်ရှောင်းနေခဲ့ရပြီးတော့အဓိကတိုက်ခိုက်မှဖြစ်မယ်လို့တွေးနေတဲ့အချိန်ဆရာသမားရုတ်တရက်ရောက်ချလာပြီးစောက်ကွက်တက်တဲ့ကိုထိုးပြလိုက်ပါလိမ့်နာဂီမီရောအိုဆိုကီကိုကြည့်နေ။အော်မင်းအကောပြီးကောင်းဟိုးဒါတောင်မလို့အချက်လက်တွေမရှိတာပဲလို့ပြောနေပြီးတော့အီကာရီရဲ့တိုက်ခိုက်တာမှန်မှန်အကုန်လုံးရှောင်းကမျက်နာတဲတွေကိုပိတ်ထိုးပြလိုက်ပါလိမ့်။ ဒိုနေအီကာရီတောင်လည်းမှောက်သွားပြီးတော့သွေးလက်နှက်တွေလည်းအေးပြောသွားခဲ့ကာအိုဆူကီကမင်းတို့ပဲအာပဲရှိတဲ့ကောင်လေးကိုစောက်ထင်အောင်မကြည့်ရလို့ပြောရင်းနဲ့နာစီတီတွေနဲ့ပြစ်ချဖို့လုပ်လိုက်ပါလေအီကာရီကဓာတ်တိုင်းမကျွမ်းတဲ့သူတယောက်ဖြစ်ပြီးတော့စောက်ရေးမပါတဲ့ဓာကြီးထွက်လာအောင်ဆုံးသွားခဲ့ရတာပဲဖြစ်ပါလေနောက်တစ်ခါဆွမ်းအုံးကြီးလို့စောက်ရဲထွက်လာရင်ငါတကသေးပြီလို့တွေးနေပြီးတော့နောက်တစ်ခါဆွမ်းထုတ်ကြည့်လိုက်တဲ့ခါမှတော့သွေးတောင်ပန်ကြီးတွေထွက်ချလာခဲ့ပါတော့တယ်最後の怒り楽しみてんだ ။အိုစုကြီးလည်းသဘောတည်းကြာနေပြီးတော့သွေးတောင်ပိုင်းကြီးတွေပဲလှလိုက်တာလို့ပြောလိုက်တယ်။ရိုဂူရိုကိုဂွီနာကသဝင်နေတုံနေခဲ့ပါလေ။ဘာမှလည်းမဆိုင်ပါဘူး။ဒုံနဲ့တိုက်ပွဲကနောက်တစ်ခေါက်ထပ်ဆလာပြီးတော့အိုစုကြီးရဲ့နတ်စစ်တွေအားလုံးအီဂါရီကငှက်မွေးနေဖြတ်စည်းပြလိုက်ပါလေ။စွမ်းကြီးတဲ့အကောင်ပဲဆိုတော့သိသွားတယ်အိုစုကြီးကအသေးပြောနေပြီးတော့နောက်ထပ်နတ်စစ်တွေအုပ်လိုက်ကြီးကိုထတ်ထုတ်ပြလိုက်ပါလေ။နတ်စစ်တွေရဲ့မြားရန်တွေကြားထဲကအီဂါရီကဖြတ်ပြန်ပြလိုက်ပြီးနတ်စစ်တွေအားလုံးတယောက်မကျန်အကုန်ဖြတ်စည်းပြလိုက်ပါလေ။ဤကိလေအပိုင်ပဲလို့ထင်သွားပြီးတော့အိုစုကီကိုဝင်တုတ်တော့မယ်လို့မှာ ဆရာသမားနိုင်တို့ရဲ့မွေတကားကွက်ကိုထုတ်သုံးလိုက်တာကြောင့်တောင်မန်တစ်ချက်ပြတ်သွားပြီးတော့ပြုတ်ကျသွားခဲ့ပါလိမ့်ဒီကနေ့ဖြစ်သွားတဲ့ဤကာရီရဲ့အမြင်ထဲမှာမမိုတာကိုလက်ချက်နဲ့ဆုံးသွားကြတဲ့တငယ်ချင်းတွေကိုမြင်အောင်နေခဲ့ပါလေ။ဒါတောင်ငါသေးလို့မရဘူးလို့ကိုကိုအားတင်းလိုက်ပြီးတော့တစ်ဖက်ပဲကြံတော့တဲ့တောင်မန်နေတဲ့အတူနတ်သက်ကြွေအော်သံကွက်ကိုထုတ်လိုက်ကအိုစုကီကိုအမောက်သိပ်ပြလိုက်ပါတော့လေ။ ဆောက်ယူအနိုင်အဖို့ဆွဲလန်းနေတယ်ငါတို့ကောင်ဒါမရှုံးနဲ့လို့သူကပြောလိုက်ပြီးတော့တတိလေးသွားတဲ့ခါနာဂီမီတို့ကဝင်ဖမ်းပေးထားလိုက်ပါလေအီကာရီရဲ့ဘယ်ဘက်လက်ကဆက်နေတဲ့စုံလေးသာကြံတော်ပြီးပြိုဘူကာရာကအိုနီဆေးစကန်ကိုအမြန်ပို့ပေးမှဖြစ်မယ်လို့ဝင်ပြီးတော့ပြောလိုက်ပါလေအဲဒီမှာအိုဆူကီကပြန်ထလာခဲ့ပြီးတော့အသီးစိတ်လွတ်နေတဲ့ချိန်နာဂီမီတို့ကဟင်းအောင်လေးဘာမှပြန်မလုပ်နိုင်သေးတဲ့တော့သွားချကြလို့မိန်ပေးလိုက်ပါလေအပြင်ဘက်ကလာအောင်ကိုမြင်နေရတဲ့အဆောင်ပေါ်တက်မှာတော့မာဆူမီယာရက်စီနေပြီးနောက်ထပ်မမိုတာရိုတွေစကန်နဲ့ဝင်သွားခဲ့ကြတာကိုလမ်းမြင်လိုက်ကြရပါတော့တယ်